တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဘဝလေးလာပါပြီအလုံးမဲမင်္ဂလာပါ Power Reaction Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်သပေးတော်မှာကတော့ Mr. Glam မြန်မာ AK ဆိုင်နဲ့အတူတူတွားရောက်ပြီးတော့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာတွားရောက်ရှင်ပြိုင်နေတဲ့ Miss Glamour မြန်မာဆာယတီထအကြောင်းလေးကိုတင်ဆက်ပေးတော်မှာပဲဖြစ်ပါတယ်အလုံးမဲကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်လားဗျာ အာတမီးကဒီ Miss Glamour မြန်မာကိုစားပြုနေတဲ့ Philippines Manila မြို့မှာတွားရောက်ရှင်ပြိုင်မှုအခု၄စိတ်မှာစတင်ထွက်ခွာရောမှာဖြစ်ပါရဲ့ရှင်။ရင်းခုံစိတ်လှုပ်ရှားတော့အများကြီးတော့စိတ်လှုပ်ရှားပါတယ်။ဒါပေမဲ့ကိုလုံနိုင်မှသိရခါကျတော့ဒီမျိုးနည်းနည်းလေးစိတ်ကို stress တွေရမ်းချဝင်းနေတော့ဒီမျိုးဖြေလျှော့ရဲပြီးလို့ရှိရင်ကိုကဒီမြန်မာကိုကိုစားပြုဆိုတာကဒီမြန်မာတနိုင်ငံလုံးရဲ့ကုံဆောင်နေတူပေါ့နော်။တခြားနိုင်ငံမှာကိုယ့်ရဲ့မြန်မာရဲ့ အာ traditional culture တွေမျိုးချပြမယ်ခါကျတော့အများကြီးလည်းပျော်ပါရှင်ဟာတမီးကတော့ဒီအသက်ငယ်လေးနဲ့ပေါ့နော်16နှစ်နဲ့တမီးကမြန်မာနိုင်ငံအောင်အဲ့လိုမျိုးတမီးရဲ့နိုင်ငံတကာမှာ international မှာမျိုးချပြခြင်းနဲ့အာပြီးလို့ရှိရင်တမီးရဲ့တမီးရေးခြင်းလေးလည်းအာပြတ်တာခြင်းနဲ့ပေါ့နော်ဟုတ်ဒီနေ့ကကြတော့21เนาะဒီ21ကကြတော့တမီးကဒီအရင်ပေါ့နော်ကြိုသွားရတယ်အမှန်တော့ပွဲရတော့22မှာ22ကကြတော့အဲ့ competition စတာ အကြောင်သမီးတို့ကကြိုထွက်တာပါရှင်အကြောင်ဒီနေ့ကဒီမျိုးပေါ့နော်မြန်မာ tradition ဝတ်ဆောင်မှုရဲ့ penalty ကြိုထွက်ထားတဲ့ခါကျတော့ဒီမျိုးအာပွဲတက်ဝတ်ဆောင်လောက်ပဲမျိုးဝတ်ထားတယ်တကယ်လို့ဟိုမှာနဲ့22ကြာလို့ရှင်တော့ organization နဲ့တွေ့လို့ရှင်တော့သမီးကဒီမြန်မာဝတ်ဆောင်လေးကိုချပြောက်ပါရှင်ဟုတ်ဝတ်ဆောင်ကတော့အများကြီးတော့အများကြီးပဲပေါ့နော်ဇိုင်နာတွေကလည်း6ယောက်9ယောက်လောက်တော့ရှိရဲ့ အဲဟိုအဲ့လိုမျိုးအများကြီးတော့စီစဉ်တော့ပဲရှင်ဟုတ်မြန်မာဆိုတော့သိအောင်လို့တော့တမင်မြန်မာနိုင်ငံအလံလေးတွေကိုချပြမယ်အမ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ရိုးရပါဘောနော်အဲ့ဒါလေးတွေကိုတမင် international မှာတမင်ရဲ့ glamorous sister တွေကြတော့တမင်ဘောလက်ဆောင်ပစ္စည်းလေးပေးပါမယ်ဘောနော်မြန်မာမှုနဲ့ပတ်သက်တာလေးအဲ့လိုတော့မကြောက်ဘူးကိုကိုကိုယုံကြည်ရဲ့ဘာဖြစ်ဆိုတော့တမင်က အာသူလဲလက်နဲ့ချောင်းကိုလဲလက်နဲ့ချောင်းဘာလို့မလုံနိုင်ရမှာလဲเนาะသူလဲအမျိုးတချို့ဆိုငငယ်လေးနေလဲအောင်မြင်နေရရှိရလေအဲ့တော့ကိုလဲလုံနိုင်ရမယ်ဆိုရယ်ခေါင်းထဲကဟာထွက်အဲထည့်ထားပြီးတော့ဘာမှဘာမှမတွေးဘူးပေါ့เนาะအမျိုးကြောက်လည်းမကြောက်အာသမီးရဲ့မမေရောပါမယ်ရှင်မမေတို့အာပြီးတော့ make up make up တို့ဟိုအားတို့တော့ပါမယ်ဒါပေမဲ့ အများအများကြီးတော့ဘယ်လိုပြောရမလဲကိုဟော်တယ်နဲ့ကိုလေတမီးကကျတော့ဘက organization ရဲ့ season နဲ့နေရာမှာနေရမယ်အမေကကျတော့တက်တက်နေရမယ်ဆိုတော့နေရာတော့မတူရှင်ဟုတ် final ကတော့29လောက်ဖြစ်မယ်ထင်တယ်အဲ့ဒါကျတော့ grand final ပေါ့နော်ဒီ glamour final ပေါ့အဲ့အဲ့အဲ့ကျလို့ရှင်တော့ voting အခုကလေး voting ပေးလို့ရပါရှင် Miss Glamour International မှာပေးရပါမရှင်เนาะအဲ့မှာဆိုလို့ရှင်ဒီပေါ့မျိုးမှာကိုစားပြီးသမီးပုံလေးနဲ့ပေါ့နော်အဲ့ဒါကို vote ပေးဖို့အဲဒီမျိုးအောက်မှာ scan ပေးပါရဲ့အဲ့မျိုးပါရဲ့တခိုင်းချချပေးရပါရှင် ။သမီးကတော့သမီးတက်နိုင်ကြတာပေါ့နော်။အစမ်းကိုစူးစမ်းရမယ်။နောက်ပြီးတော့အများကြီးလဲချက်ပြောင်းရခြင်းနဲ့အာနောက်ပြီးတော့သမီးကိုပေါ့နော်အခုမှတော့သမီးက fan အနေငယ်လေးရှိရဲ။အဲ့အနေငယ်လေးနဲ့အာသမီးကိုသမီးကိုပုတ်ပေးလို့လည်းရတယ်။ပြီးလို့ရှိရင်အားပေးလို့လည်းရတယ်။သမီးကအများကြီးတော့အရင်တော့တိုက်တွန်းပြီးတော့အမျိုးမလုပ်စေချင်ဘူး။ဒါနဲ့အားပေးရတဲ့တယောက်ချင်းတိုင်းလဲကျေးဇူးတင်ပါတယ်လို့။ဆောင်းရအောင်ပြန်ပါလား။ဒီကဲ။ပြောပေးပါဦး။ဘယ်တော့ပြန်ရင်းပြီးမှပြည့်နေတာပြောပါ။အာကော်ဖီကတော့ so high အခရောင်းကတော့သမီးတက်နိုင်တဲ့လောက်အစွမ်းကိုစူးစမ်းပြီးတော့တည်လာခဲ့ပါရှင်ဟုတ်ကဲ့သမီးလည်းစွမ်းသာစွမ်းနိုင်တဲ့လောက်တော့အမျိုးကိုတက်နိုင်တဲ့လောက်တော့စူးစမ်းရမယ်သမီးကိုအများကြီးအားပေးကြပါလို့ပြောပြောချင်ပါတယ်ပြီးတော့ဟိုရောက်လို့ရှင်လည်းအများကြီးဝင်းရံပေးကြပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့က Miss Glamour မြန်မာ International မှာတော့ရောက်ရှင်ပြိုင်နေတဲ့ Society Thai ရဲ့ National Costume လေးကိုဒါချက်တော့ကြည့်ရှုလိုက်ကြရအောင်လားဗျာ ွယ်နဲ့ခရူးငယ်အဲ့လိုမျိုးပါအမေရောဒီလိုဆက်မိနေပတ်သက်ပြီးဘယ်လိုခံစားရလဲဟုတ်အရန်ကြိုက်ပါတယ်နောက်ပြီးတော့ဒါသမီးတို့ငငယ်ရတဲ့ငငယ်ရဲ့စာရဲမှာပါတယ်နောက်ပြီးတော့ဒါလူငယ်တိုင်းအတွက်သူ့လူစရာလေးလည်းဖြစ်ပါရဲ့ရှင်ဟုတ်အဲဒီဇိုင်းနာပြောပြပါတော့ဒီဝတ်စုံလေးကကျတော့ကျွန်တော်ငငယ်တုန်းကပေါ့နော်ငငယ်တုန်းကစာဖတ်ခဲ့တဲ့ မြန်မာစာထဲမှာပါတဲ့အာမကုကျွေနဲ့ခရီးငင်လေးဆိုရတာပေါ့နော်အဲဒါကျွန်တော်ကစကုထဲမှာရှိရဲ့ဒီဟာလေးကိုဒီဝတ်စုံလေးကျွန်တော်ကလေအာချပြဖို့အတွက်ခရီးလေးဆူဆောင်းထားတာတဖြစ်နော်ဒီကြော်နေပြီဒါပေမဲ့ကျွန်တော်ကအာဘလူးချင်းလိုက်တယ်ကျွန်တော်ဟိုဘလူးပြမယ်ဒီပြည်ရင်းပွဲမှာပေါ့နော်ပြည်ရင်းပွဲထဲမှာကျွန်တော်ကဒီ national boy show မှာကျွန်တော်ထောက်မယ်ပေါ့နော်အာကျွန်တော်အစီအစဉ်ထားတယ်ဒါပေမဲ့စိတ်ကူထဲမှာဒီဟာလေးရှိတယ်နောက်ကြတော့ရွှေမောင်ကကျွန်တော်ဟော ကဲဟွာခိုင်ကျွန်တော်တို့ဒီဝတ်ဆောင်ဝတ်ဆောင်နဲ့ကျွန်တော်တို့ကိုငြိပေးပါအောင်ဆိုတော့ကဲအဲ့ဒါဆိုကျွန်တော်ကျွန်တော်၆ချင်တာမျိုးလက်ခံပေးမယ်ဆိုကျွန်တော်၆ပေးမယ်ပေါ့နော်အဲ့လိုမျိုးပြောလဲဆိုရရရတဲ့အဲ့ဒါဆိုလက်ခံတယ်ဆိုပြောလေအဲ့နဲ့အာဘာချက်မှလည်းဆိုပြောသေးရောလားနောက်ကြမှာကျွန်တော်ခရုငယ်ကျွန်တော်ခရုလေးတွေကျွန်တော်မြင်ပြမှာအာဒါဆိုတော့မပုတ်ကျွန်တဲ့ခရုငယ်လေးကျွန်တော်၆မယ်ဆိုပြီးတော့ကျွန်တော်အာတာဝန်ယူထားတာပေါ့နော်ဒီဝတ်ဆောင်လေးနဲ့လိုက်အောင်ဘယ်လိုလေးပေါ့အလှခံနေပေးရလဲဘယ်လိုလေးခံနေပေးထားလဲ ဟုတ်ကဲ့ဒီဝိဆောင်နဲ့ပတ်သက်ပြီးတော့ဗောနော်ဖန်တီးရတဲ့ဟာတော့ အဲဘာဖြစ်ဒီ simple ပေါ့နော်ရိုးရှင်းဆုံးကအလှဆုံးဆိုတဲ့ပုံစံမျိုးလေးပဲသူကဘာဖြစ်အဲကျောင်းသူကမှလည်းဖြူစင်တဲ့မြင်နေတာလေသူမျက်နှာလေးကလည်းဖြူစင်နေအားလုံးလည်းမြင်ပါပါဘောเนาะအဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့သူ့ဖြူဖြူစင်စင်ပုံစံမျိုးလေးပဲရိုးရှင်းဆုံးလေးပဲပြင်ပေးထားတယ်ဒါပေမဲ့ပေါ့เนาะဒီ National Caution မှာကရိုးရှင်းဆုံးပြင်ထားတယ်ဆိုပေမဲ့သူ့ရဲ့ပေါ့เนาะဒီတခြားဝတ်စုံတွေမှာဆိုလို့ရှိရင်เนาะ makeup ကိုလုံးဝ detail လုပ်ပေးထားတယ်အဲ evening gown ဆိုတဲ့ evening gown ပုံစံမျိုးနဲ့ light အောင်နောက်ပြီးတော့နောက်ပြီးတော့တော့ပေါ့เนาะအဲအခုဆို လို့ရှိရင်တို့မှဆို fashion round ပါတာပေါ့နော် fashion round ဆိုလို့ရှိရင်လည်း makeup ကို creation mind တွေအဲထည့်ပြီးတော့လုပ်ပေးထားရတယ်အဲ့တော့သူ့ရဲ့ daily တိုင်းရက်တိုင်းမှာလှပဖို့တက်ကိုအကောင်းဆုံးရှိနေမှာပါသူနဲ့အတူပေါ့နော်မပူကျယ်လေးလားကိုကဘယ်လိုလေးလဲမပူကျယ်နေဗျာနေတိုက်ဆိုင်နေဆိုလို့ရှင်မပူကျယ်လိုမျိုးတဖြည်းဖြည်းနဲ့ကြိုးစားတက်လာအားလေးတိုက်ဆိုင်နေတော့ဘောလို့ရှင်သမီးပညာရေးဘက်မှာလည်းမျိုးမပြတ်ကွက်အောင်ပြီးလို့ရှင်ဒီ training ဘက်မှာလည်းမပြတ်ကွက်အောင်သမီးအများကြီးကြိုးစားနေပါတယ်မပူကျယ်လေးဒါဝိဇ္ဇံကိုစပြီးတော့ ်ဤရှင်ရဲ့ကောင်းကျိုးစပြီးတော့စဉ်းစားရတော့ခေါင်းတော်နည်းနည်းဆုတ်ကြောက်နေပေါ့ပြီးတော့မြန်မာနိုင်ငံကိုစားပြီးနေတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဝိစုံနေစဉ်းစားရတဲ့ပုံမှာအများကြီးဟိုပါဖြစ်တဲ့နောက်ပြီးတော့တင့်ဆက်ပြောရမယ်ဆိုလို့ရှိရင်တော့ miss ပေါ့အလှမြေတော့ဒီကလေးရဆိုလို့ရှိရင်တော့ဒီဆရာဒါဆိုလို့ရှိရင်ဒါပုံမှာပဲအထွတ်မထွတ်ဘူးဒီပုံမှာပဲအဆင်ပြေတယ်အရာအလုံးကဒါထွင်းရင်ဒါလိုဖြစ်တယ်ဒါဝစ်ပြီးဆိုဒါဝစ်ပြီးရဲ့ဟိုမလှရင်လည်းဒီဆရာဝစ်ခိုင်းလို့စိတ်မိဝစ်ပြီးရဲ့အဲ့လိုကလေးမျိုးဖြစ်တယ်ဘယ်လိုပြောမလဲ complaint တက်တဲ့ကလေးတက်မှာမပါဘူး နည်းနည်းတော့ကလေးတော့စံတာပေါ့တရားကဘိုက်ဆိုင်ပူဆိုးတယ်အတင်ကြောင်းကဘိုက်ဆိုင်ကတော့အတင်ကြောင်းကအဲ့ဒီခုလေးပဲဘိုက်ဆိုင်ရေးသူ့ဘာမှလာအောင်ပြောတယ်များတော့အဲ့ဒီခုလေးပဲနောက်တစ်ခုကကြတော့နံပါတ်2ကကြတော့မိကက်ခါတော့မိကက်ခါတော့ဘာကြောင့်ဒီ ဟိုစံပြီးတော့ရေးချက်လိုက်တာလဲဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲမိတ်ကတိုင်းမှာဒီခလေးနဲ့လည်းလိုက်ဖက်မှုကိုအကောင်းဆုံးလုပ်ပေးနိုင်တယ်ပြီးတော့စိတ်ရှိရယ်ပြီးလို့ရှိရင်ပြောရင်ပြောတဲ့အတိုင်းကိုလုပ်ပေးနိုင်တယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီဟိုခါရနဲ့တစ်ခါကျတော့ဘယ်လိုပြောမိသားစုလိုဖြစ်နေတယ်မိသားစုလိုဖြစ်နေပြီးတော့ပြောမနာဆုံးတာလည်းဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒါခါရလည်းရေးချက်ရယ်ပြီးတော့ခါရလည်းအကောင်းဆုံးစူးစမ်းတယ်လူချင်းတဲ့အတိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့စိတ်တိုင်းလည်းပူကြရယ်အဲ့နံပါတ်3ကကျတော့ဒါ ်တငယ်ချင်းလည်းဖြစ်တယ်ဗျာကိုထက်လည်းကြီးရမနာကိုလည်းဖြစ်တယ်ဗျာကြီးတာမပါနဲ့ဘယ်ကြီးတာပါတာတော့ကိုကငယ်ချင်းနေလေအဲ့ဒါတကွအင်းကြီးရနော်ငယ်မယ်လေနော်ဟိုလို့ပြောမယ်ဒါလေးချစ်ချင်တယ်ဆိုလို့ရှိရင်အစမ်းလေးတွေပေါ့နော်ထူးစမ်းလေးသူများလည်း heavy ဒီ heavy ဒီမဖြစ်ဘဲနဲ့လောကကိုဒါရိုးရိုးရှင်းရှင်းလေးနဲ့ဟိုနိုင်ငံတကာရဲ့ပညာရေးကိုမှခြုံသွားတာပေါ့နော်နိုင်ငံတကာရဲ့ပညာရေးကိုခြုံပြီးတော့မှဒါလုတ်ပြသွားဒါဟိုတပ်ဟိုကြပြားမှရှိတယ်လို့အပြင်းမှလည်းလက်တွေ့ရှိတယ်လေ တတိယအခုဆိုလို့ရှင်မြန်မာနိုင်ငံမှာပညာရေးနဲ့ပတ်သက်ပြီးတော့လူငယ်တော်တော်များများကစာမသင်တင်ကြတော့စာမသင်တင်ကြတော့နိုင်ငံလောကကြီးဖြစ်ကုန်ကြတယ်ပြီးလို့ရှင်ပျက်စီးကုန်ကြတယ်အဲ့ဒီပုံမှာအများကြီးပုံမှာမှာဒီ national core ကျောင်းကဒီအလှမဲ့ဆိုင်ရက်ကနေပြီးတော့တက်တည်ကြသွားမှာပေါ့ခရီးဘောင်းဘယ်လောက်ပေါ့ဒီဝိစုံမှာပါဝင်တာလဲ အများကြီးပဲအခုပြန်ထည့်အောင်မှာဒါပြင်ဒါပြန်ယူပြီးတက်ပုံရက်ပြီးမှအကုန်လုံး accessory တွေပြန်ထည့်မှာခရုတွေလည်းအလုံးတရာတော့ပြန်ထည့်အောင်မယ်နော်အဲ့ချိန်ကျတော့သူကခရုတွေနဲ့ပဲတကယ်လူချင်းသာကြလေဒီခရုတွေနဲ့အကုန်လုံးထည့်ပေးချင်တာအပိပြတာဒါပေမဲ့တမိလည်းမနိုင်ပါဆိုလို့အဲ့အပြင်သူကလေရင်ကလေရန်ကုန်သွားမှာဆိုတော့နော်ဒါပေမဲ့ ခရုတွေကတော်များများသုံးပေးခြင်းနဲ့ဒါပေမဲ့ဟောဒီသမီးလေးကိုအကောင်းဆုံးလေးဖြစ်စေခြင်းနဲ့မြန်မာနိုင်ငံမှာဒီလိုမျိုး national costume မှာတခါမှမရှိဘူးဒါ first for two dollar first ဖြစ်တယ်သူကခုနကစားမှာလည်း first ဖြစ်နေတဲ့အတွက်ဟောဒီမကူချေလေးကိုဟောခရုလေးတွေဒီအခုအခုတောင်မှကျွန်တော်တို့ဟာ national လုံး90လောက်တည်းရှိရတယ် လုံငါ16ဆင်းကြီးကြော်တော့ကြော်မယ်ဒီလေးလေးပြောပြပါအောင်ဒီဝိစုံလေးကိုစိတ်ကျင်နှမှုရှိလားအပြေဝဘလိုလေးပေါ်ခန်းစားရလဲအာအများကြီးစိတ်ကျင်နှမှုရှိပါရဲ့ရှင်နောက်ပြီးတော့တမီးကဒီပေါ်တော့ဆိုင်နာဟာခါချွတ်ချွတ်ရဲ့လက်ရလေးဆိုရမ်းကြိုက်တယ်ဒီဝိစုံလေးနဲ့တူပေါ့เนาะဒါဟိုအင်တာဗျူးလေးတက်လာတဲ့မှာဘလိုလေးအားပေးဖို့ပေါ့အမှားလေးတွေပိုင်းလဲဘလိုလေးတွေပေါ့ကြည့်ရှုပေးဖို့ organizer ရရပြီးပြင်ပါမယ်ဟုတ်ကဲ့ပါအော်ဒီဝိစုံနဲ့ပတ်သက်ပြီးတော့ဝေဖန်လာတော့ဝေဖန်မှာပါဘာလို့အဲ့ကျမှမှအခုလိုမျိုးဒါ ဟိုအခုဒါယောက်ျားကြီးတွေပြောရတယ်မှာအမှားလေးတွေပါသွားတယ်ဒီခုရှိနေတယ်အဲကျွန်တော်အနေနဲ့လည်းတောင်းပန်ပါတယ်ပြီးတော့အခါကျတော့ဒါကျွန်တော်က message တစ်ခုပေးချင်တာပေါ့နော် message တစ်ခုမှဝိစုံကတော့ happy မဖြစ်ဘူးဒါပေမဲ့ရိုးရှင်းတယ်သဘောဝါသစ္စာလေးကိုသွားသိချင်ပါတယ်ဟုတ်ကဲ့ပါအဲ့ပေါ်မှာဒါဒီလမဲ့ဆိုင်ချက်ကိုလည်းအပိပါဒီဇိုင်နာဟာခါထုံးလည်းအပိဖို့လည်းမိသားစုခံပါတယ်ဒါမိခဲ့ခါတော့လည်းအပိပါဒီလိုရှိကဲ့ပါဝိစုံကံ ဝတ်စုံတံပွားကျတော့ရန်စေးတော့မချင်းဒါပေမဲ့ပြောမယ်ဆိုတော့လေခယုခယုခါတော့မခယုဝတ်ခါတော့လေရင်စီးရဲဆိုတော့လေတွက်ကြည့်လိုက်လေနော်အများကြီးတော့မဟုတ်ဘူးဒါပေမဲ့ဟောထူးဆန်းတဲ့ခယုလေးကလေရင်စီးတဲ့ခယုဆိုတော့လေထူးဆန်းတာပေါ့နော်ဒါပေမဲ့အာသူ့ရဲ့တံပူးနဲ့တွက်ကြည့်မယ်ဆိုတော့အများကြီးတော့ကုန်တာပေါ့အများကြီးတော့ကုန်တယ်ဆိုတော့အများကြီးကကုန်တယ်ကုန်တယ်ဘယ်လောက်လဲဘယ်လောက်လဲဆိုတော့ဒါပေမဲ့ခုရဲ့အနုပညာလေးရလေးပေါ့နော်အဲ့ဒါရန်တံပူးချက်လို့မရတဲ့အတွက်ပေါ့နော် တန်ဖိုးကတော့အရန်များပါတယ်။ငွေချင်းနဲ့တော့မပြောတော့ဘူး။ကျေးဇူးပါ။ကျေးဇူးများတင်ပါတယ်။ပါတယ်။ဟုတ်ကဲ့ပါဒီဇိုင်နာဟာကာထိုးထိုးရဲ့ဖန်တီးမှုကြီးတွေကတော့လုံးဝကိုအော်စရာပါပဲဗျာ။အောက်ကနေပြီးတော့ဒါကြောင်းဝတ်စုံဝဲဝတ်စုံကိုပေါ်ကနေပြီးတော့ဒါခရုကိုအသုံးပြုပြီးတော့ဝိယုံခြုံပေးထားပါတယ်ပထမတော့ကမစ္စတာ AK ဆိုင်ရဲ့ National ကော်ကျုံဝတ်စုံပါဆိုရင်တော့ဒါဟာကာထုံးလုံးကဒါဒေါင်းဝတ်စုံကိုလုံးဝကို ဖန်တီးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်အခုတစ်ခေါက်မှာဆိုရင်လည်းဒါလုံးဝကိုသူ့ရဲ့ဖန်တီးမှုတွေကတော့လုံးဝကို share ပဲဗျာနော် Miss Glamour International 2025မှာသွားရောက်ရှင်ပြိုင်နေတဲ့14နှစ်ပဲရှိသေးတဲ့ညီမငယ်လေးဆန်ရည်တက်ကိုဝင်နာခေါင်းကြီးရလာပါစေလို့ဖိုးဝါကဆုတောင်းပေးရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုဒီမှာနေမဲ့ရန်နာခွင့်ပြုပါအခုလိုမျိုးသွားရောက်ရှင်ပြိုင်နေတဲ့ညီမငယ်လေးဆန်ရည်တက်ကိုဘယ်လိုများမြင်ကြသလဲဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာချမ်းမိသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.